ထံပြီးအမားခံလို့မရတဲ့ဆိုလင်ဦးဘရိတ်တမျှလုံးဝမိင်လာပါဗျာသူမြောင်အိုင်မတ်ကွန်ရှိကိုအေဂျင့်ကလည်းပြန်လဲကြိုးလိုက်ပါရင်ဝမ်ချန်ပီယံရှစ်မှာဝင်အောင်ထိုးတက်နေတဲ့ဖိုက်တာတွေထဲမှာဆိုလင်ဦးကိုပရိတ်သတ်တော်များများမျှော်လင့်ခဲ့ကြပါရင်ဝမ်မှာသုံးပွဲဆက်နိုင်ွဲရရှိပြီးတဲ့နောက်ဒေါ်လာ3သိန်းနဲ့စာချုပ်ရခဲ့တဲ့ဆိုလင်ဦးကိုအော်လာအန်ဆန်အလွန်ဝမ်မှာချန်ပီယံကပ်ဘတ်စင်ကောင်နိုင်လိမ့်မယ်လို့တော်တော်များများကသုံးသပ်ခဲ့ကြတာပါဒါပေမဲ့လည်းတမ်ပနီဆိုးကြီးကတော့ပရိတ်သတ်တွေထင်ထားသလိုဖြစ်မလာခဲ့ပါဘူးစာကြောရအကျင့်ထုတ်တက်ခဲ့တဲ့နဗိနေပွဲကိုရှုံးနေကြရတယ်လို့ငွေထန်းကနဝင်ဆက်ဆန်တဲ့ပွဲမှာလည်းထပ်ပြီးအရှုံးပေးကြရပါပါတယ် ရုရှားဖိုင်တာဒီမီထရီကော့ထွန်ရဲ့ပွဲမှာတော့ဆိုလင်းဦးကိုပြန်ပြင်တွေးခဲ့ရမယ်ထင်ခဲ့ပေမယ့်မှန်းကျက်တဲ့နှမ်းထွန်မကိုက်ခဲ့ပြပါဘူး။ဒါပေမဲ့ဆိုလင်းဦးတယောက်အခုလိုမျိုးရလဒ်တွေမကောင်းတဲ့အကြောင်းရင်းကလည်းရှိနေပြပါရင်ဆိုလင်းဦးဟာရှေ့မှာထိုးသက်ခဲ့ရတဲ့ပွဲတွေအတွက်မဲဆောက်မှာသွားပြီးလေ့ကျင့်ခဲ့ရသလိုအဲ့မှာလေ့ကျင့်နေစဉ်ကာလအတွင်းသူလေ့ကျင့်နေစာပုံစံအတိုင်းမလေ့ကျင့်ခဲ့ရတာကလည်းသူ့ရဲ့စွမ်းဆောင်ရည်ကိုကြာဆင်းစေခဲ့ပါရင်ဒီကြောင့်ကိုဆိုလင်းဦးကိုယ်တိုင်ကကျွန်တော်အမှန်တမ်းပြောရင်စွမ်းဆောင်ရည်ကမညံ့ပါဘူး။ကျွန်တော်ကိုကျွန်တော်သိပါရင် ကျွန်တော်စမ်းဆောင်ရင်မကောင်းဘူးဆိုတာကကျွန်တော်ရဲ့လေ့ကျင့်မှုပုံစံအကြောင်းပါ။နောက်ပိုင်းပွဲတွေရှုံးခဲ့တာကလေ့ကျင့်ရတာတိတ်အဆင်မပြေလို့ပါ။ကျွန်တော်လေ့ကျင့်တဲ့နေရာမှာလေ့ကျင့်ရတာခက်ခဲဖြစ်တယ်။ကိုလေ့ကျင့်နေတဲ့ပုံစံအတိုင်းမလေ့ကျင့်ခဲ့ရတာကြီးကြောင့်ပါဆိုပြီးတော့ပြောဆိုသွားခဲ့ပူပါရင်။ဒါ့အပြင်ဆက်စံကော်တန်လုံးနဲ့ထိုးသက်ခဲ့ရတော့ကဆေးဆေးဝေးချင်ကိစ္စတွေမှာဆိုလင်းဦးအတွက်အာယုန်လိုက်ဆရာကိစ္စတွေချုပ်ဖြစ်ခဲ့ရပါသေးတယ်။အခုတော့ဝမ်ကဆိုလင်းဦးကိုနောက်ထပ်ပွဲထက်ပေးလိုက်ပြန်ပြီဖြစ်ပါရင်။ဆိုလင်းဦးကလာမယ့်ဩဂတ်လတွင်အမေရိကန်နိုင်ငံတံပါမှာကျင်းပသွားမယ့်1173မှာဗီဒီနိုင်ငံရဲ့လက်ဝဲအကျော်ပေါ်နီယန်ဟာရီဆင်နဲ့ထိုးသက်သွားရမှာဖြစ်ပါရင်။ ဒါအစွန်လေးအတွက်မဟာအခွင့်အရေးတစ်ခုဖြစ်ပါတယ်မြန်မာရောကလည်းဝေးဖိုက်တာတွေအနေနဲ့နိုင်ငံတကာမှာထွက်ပြီးထိုးတက်တာမျိုးတွေရှိပေမဲ့အမေရိကန်လိုနေရာမျိုးမှာတော့ထိုးတက်ခွင့်ရတဲ့ဖိုက်တာဆိုတာမရှိသေးပါဘူးဒါကြောင့်စွန်လေးဟာအမေရိကန်နိုင်ငံရောက်ပထမဆုံးရိုးရာလက်ဝေးဖိုက်တာတစ်ယောက်ဖြစ်လာနိုင်ပါတယ်ဒါအပြင်ဒီတစ်ခါစွန်လေးရဲ့ပြိုင်မဲ့လီယန်ဟာရီဆင်ဟာရိုးရာလက်ဝေးပရိသတ်အနေနဲ့ကျောင်းတော်ကရန်စားရှိခဲ့ပူပါတယ်ဟာရီဆင်ဟာ2019ခုနှစ်တုန်းကရိုးရာလက်ဝေးကိုအထင်မကြီးဘူးလို့ဝေဖန်ပြောဆိုခဲ့တာကြောင့် ကနေဒါသားကြီးဒေဝကိုနိုင်ကရိုးရမှာထိုးဖို့စိန်ခေါ်ခြင်းခံထားရသူဖြစ်ပါရင်ဒါပေမဲ့လည်းအိမ်တုန်းကဟာရီစင်တရားဝင်းလေကြောင်းဝဲတွေလုံနေခဲ့လို့သာပွဲကဖြစ်မလာခဲ့တာပါအခုတော့ရိုးရရဲ့မာဂိုမင်းဖိုင်တာဆွန်လင်းဦးနဲ့တွေ့ပါပြီဟာရီစင်ကိုနိုင်ကလည်းဆွန်လင်းဝမ်းကိုရောက်တဲ့အချိန်တုန်းကအခွင့်အရေးရရင်တမန်ကြီးနဲ့ဒဝဲဒလန်းလောက်အကဲဆန်းကျင်နေဆိုပြီးပြောဆိုခဲ့မှုတာကြောင့်ဒီကောင်တွဲဆောင်ကြမဲ့ပွဲဟာမြမရိုးရလက်ဝဲပရိသတ်တွေအတွက် dream match လို့တော့ဆိုရမှာဖြစ်ပါရင်ဟာရီစင်နဲ့ပတ်သက်ပြီးတော့ဆွန်လင်းဦးကကျွန်တော်ကတော့သူ့ကိုဘယ်လိုပြောရမလဲသူကပဲကျွန်တော်ကိုအလဲထိုးသွားမလားကျွန်တော်ကပဲသူ့ကိုအလဲထိုးနိုင်မလား ကျွန်တော်ကိုပရိသတ်တွေကတမ်လီလို့ပြောကြတယ်တမ်လီဆိုတဲ့နာမည်ကလွယ်လွယ်လေးဖြစ်လာတယ်လို့သူလည်းထင်ပါပါ သူဝဲတွေကိုကျွန်တော်ကြည့်ဘူးပါရင်သူလဲကျင်တာကိုလည်းတွေ့ဘူးပါရင်သူကလည်းတော်တော်လေးကောင်းတဲ့ကစားသမားပါဒါကြောင့်လဲဝမ်းမှာပွဲကြီးတွေထိုးနေရတာလေကျွန်တော်ကတော့သူ့ကိုမကြောက်ပါဘူးမကြောက်ဘူးဆိုတာကလည်းသူ့မှာအားနည်းချက်တွေကကျွန်တော်ထက်အများကြီးရှိတယ်လေအသက်ပိုင်းကလည်းကျွန်တော်ထက်ကြီးတယ်အသက်ရရလာပြီဆိုတာနဲ့စတာမင်နာကအားနည်းလာပြီဒီပွဲကကျွန်တော်အတွက်အရေးတကာအရေးကြီးဆုံးပွဲပါပဲဒီပွဲသာရှုံးနေခဲ့မယ်ဆိုရင်ဝမ်းပွဲကြီးတွေမှာထိုးခွင့်ရတော့မှာမဟုတ်ဘူး Friday fight တွေမှာပဲထိုးရတော့မယ်။ကမ္ဘာထိပ်တန်းနိုင်ငံတစ်ခုမှာထိုးရမယ့်ပွဲဖြစ်တဲ့အတွက်ကျွန်တော်အတွက်အပြောင်းအလဲဖြစ်လာမှာပါ။ဒီပွဲကိုနိုင်မယ်လို့ယုံကြည်ပါတယ်ဆိုပြီးပြောဆိုသွားခဲ့ပါတယ်။ ဒီဘက်မှာစွန်လင်းဦးအတွက်ထပ်ပြီးအမားခံလို့မရတော့ပါဘူးအခုချိန်မှာမြမရွာလော်ရီပြိတက်တော်ဝင်များကတော့စွန်လင်းဦးရဲ့လက်စွမ်းပေါ်တန်ရရှိလာခဲ့ကြပြီဖြစ်ပါတယ်ဒီဘက်မှာသာရလက်မကောင်းရင်စွန်လင်းဦးရဲ့ဝန်ကစားသမားဘွားအဆုံးသက်ကလှပါတော့မှာမဟုတ်ပါဘူးအသွားပြန်မှာအမားခံလို့မရတဲ့စွန်လင်းဦးရလက်ကောင်းရအောင်စွမ်းဆောင်နိုင်ပါမလားဆိုတာစောင့်ကြည့်သွားရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဗီလီကတော့ပါပဲနောက်နေ့ပါလေအားကစားနဲ့ပတ်သက်တဲ့သတင်းကြောတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့အနေကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ